မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှကန္နာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလေးဆုတောင်းပါတယ်ဒီမိနစ်မှာဂျေဆုရောအပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြည့်စုံပေးတဲ့အတွက်စာလန်ချန်ကန်းကြီး53အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဘုရားသခင်မရှိဟု မိုက်တော်သူသည်ထင်တတ်ထိုးထိုးသောသူတို့သည်ဆွေးမြေ့ယိုယွင်း၍ ဆက်ဆုပ်ဖွယ်သောဒုစရိုက်ကို ပြုတတ်ကြ၏။ကောင်းသောအမှုကိုပြုသောသူတယောက်မျှမရှိ။ဒီစကားလေးကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာအဓိကအားဖြင့်ဖျားသခင်မရှိဆိုတဲ့စကားလုံးလေးကိုဆင်ခြင်မိပါတယ်။တခါလေးမှာယုံကြည်သူတွေဖြစ်ပါလျက်နဲ့ဖျားသခင်ရှိကောရှိရဲ့လားဆိုတဲ့ဒီလိုစိတ်မျိုးနဲ့ဖျားကိုတန်တရားဖြစ်မိတာတွေရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ အခက်ခဲတွေကြုံတွေ့ရတဲ့အခါမှာဝမ်းနည်းစရာတွေကြာရှည်လာတဲ့အခါမှာဘုရားသခင်ရဲ့မဆာခြင်းကို မခံစားရသလိုဖြစ်လာတဲ့အခါမှာဘုရားသခင်က ရှိသေးရဲ့လားလို့ဒီလိုမျိုးစိတ်အထင်ဖြစ်လာပါတယ်။အဲ့ဒီအရာက မိုက်မဲသော အမှုအရာ ဖြစ်တယ်ဆိုတာကိုဖော်ပြတာတွေ့ရပါတယ်။စိတ်နှလုံးရဲ့ယိုယွင်းမှုဖြစ်တယ်လို့လည်းဖော်ပြတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာ အေလိယားနဲ့ဘာလပရောဖက်တွေအားပြိုင်တဲ့ကရမေလတောင်ပေါ်မှာဖြစ်တဲ့အဖြစ်ပြက်ကိုကြည့်ရင်ဘာလပရောဖက်တွေကသူတို့ဖះအားကိုသူတို့ခေါ်တယ်ဒါပေမဲ့မထူးဘူးဆိုတာတွေ့ရတယ်။ကောင်းကင်ကနေမိကြပြီးတော့မှ ရစ်ပလင်ပေါ်ကရစ်ကောင်ကို လောင်စေဖို့ရန်အတွက်သူတို့အမျိုးမျိုး တောင်းဆိုကြတယ်ဒါပေမဲ့တခါမှသူတို့ရဲ့ဖះအားကနားမထောင်ဘူး နမိတ်လက္ခဏာလည်းမပြဘူးဆိုတာတွေ့ရတယ်။ဒါပေမဲ့အေလိယားကတော့ဘုရားသခင်ကိုတစ်ချက်တည်းဆုတောင်းတယ်။ကိုရောနားကြောင်းတော်မူပါဆိုတဲ့စကားလေးတစ်ခွန်းနဲ့ကောင်းငင်ကနေမိကြတယ်။ရစ်ပလင်ပေါ်မှာရှိတဲ့ရစ်ကောင်တွေမိလောင်တယ်။အဲ့ဒီရစ်ပလင်မှာရှိသမျှရေတွေအလုံးလဲခန်းချောက်ပြီးပပတ်လေကျုံးထဲကရေတွေပါခန်းချောက်သွားတယ်ဆိုတာတွေ့ရတယ်။အဲ့တော့အေလိယားကသူ့ရဲ့ဖះရှိတယ်ဆိုတာကိုသက်သေပြနိုင်ခဲ့တယ်။ ဣတရေရအမျိုးသားတို့ကလည်းသာဝရဘုရားကဖရာဖြစ်တယ်ဆိုတာကိုဝန်ခံပြီးတော့ပြည့်ဝကြတယ်ဆိုတာတွေ့ရတယ်။ထိုနည်း၎င်းမှာပဲတမချန်းစာထဲမှာဂီတောင်ရဲ့အကြောင်းကိုကြည့်တဲ့အခါမှာလဲသူကတပါးမျိုးသားတွေကိုကြောက်နေရတဲ့အခြေအနေမျိုးထဲမှာသူစားရမယ့်အစာကိုတောင်မှကွယ်ဟွက်ပြီးတော့မှစားတော့ရတဲ့အခြေအနေမျိုးမှာသူကကောင်းကင်တမန်နဲ့တွေ့ရပါတယ်။ဘုရားသခင်တကယ်ရှိတယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်လို့ဒီလို အခြေအနေမျိုးမှာ နေနေရတယ်လေလို့စောရကတက်ပါတယ်။ဘုရားသခင်ရှိတယ်လဲပြောသေးတယ်။ကျွန်တော်တို့ကဘာဖြစ်လို့ဒုက္ခရောက်ရတာလဲ။ဘုရားသခင်ရှိတယ်ဆိုရင်ဘုရားသခင်ကဘာဖြစ်လို့ကျွန်တော်တို့ခေါ်တာကိုနားမထောင်ရတာလဲ။မျက်ကွယ်ပြုရတာလဲဆိုတဲ့ဒီလိုစောရကတက်မှုတွေရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခက်ခဲလွန်းလို့ဝမ်းနည်းစရာတွေများလွန်းလို့ဘုရားကမျက်နာလွှဲပြီလားလို့ဒီလိုခံစားမှုတွေကကျွန်တော်တို့ကိုဖះရနဲ့ပိုးပြီးတော့မှာ ဝေးစေတယ်လို့ဖြစ်ပါတယ်တကယ်တော့တမန်ကျမ်းစာမှာဘုရားခင်က ရှိနေပါတယ်ဘုရားခင်ကအီမာနွေလကျွန်တော်ရဲ့အနီးပါးမှာရှိတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်မလို့ယုံကြည်ခြင်းရှိဖို့လိုပါတယ်ဘုရားခင်ထံတော်ချင့်ကဲ့တဲ့သူဟာဘုရားခင်ရှိတယ်ဆိုရာရဲ့ဘုရားခင်ကို ရှာတဲ့သူကိုဘုရားကအကျိုးပေးတယ်ဆိုတာကိုယုံရမယ်လို့ပြောပါတယ်ယုံကြည်ခြင်းအားဖြင့်သာဘုရားခင်ကိုတွေ့နိုင်ပါတယ်ဖြာရှင်ကောင်းကြီးပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်သောဖရာကိုရုပ်ကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ရှိတယ်ဆိုတာကိုယုံနိုင်ဖို့နှလုံးသားပေးပါတက်သေးလဲပေးပါကိုရုပ်ဖရာရှိချောင်းကိုတက်သေးထူပါကျွန်တော်တို့ကိုစွန့်ပစ်မသွားပဲအနီးပါးမှာရှိလျက်မာစားတော်မူပါဒီနေ့တို့ကဘတော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောကောင်းကြီးပေး၍ခန္ဓာစေဝိညာဉ်မာစားခြင်းအမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်း တပိုင်းတော်သားတော်သခင်ရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကပ်၍ဆုတောင်းအပ်နိုင်ပါ၏အာမင်